ျွန်တော်တို့အများစုကဖျင်းသေးကိုစားပြီးပြီးဆိုတာနဲ့အခွန်တွေကိုလွှင့်ပြလေရှိကြတာပါဒီခွန်တွေကအသုံးမဝင်တဲ့အမိုက်လို့ထင်ထားကြပေမဲ့လို့ဂျပန်နိုင်ငံမှာဆွေးနွေးအဲ့လိုမဟုတ်ပါဘူးနော်ဒီဖျဲသည့်အခွန်တွေကိုသူတို့ကအစားအစာဖြစ်တဲ့အသုံးချကြပါတယ် တကယ်တမ်းကတော့ဖရဲသည့်အခွန်တွေဟာအာဟာရဓာတ်တွေအများကြီးပါဝင်ပြီးဗီတာမင်တွေလည်းကျွဲဝလိုနေပါတယ်။ဒါကြောင့်အမိုက်ပုံးတွေကိုရောင်းရမယ့်ဒီယာတွေကိုဂျပန်လူမျိုးတွေကအစားအစာဖြစ်နေပြောင်းလဲလိုက်ကြတာပါ။ဖယဲဒီအခွန်တွေကိုစားဖို့အတွက်အရင်ဦးဆုံးအပြင်ဘက်ကအစိမ်းရောင်အခွန်မာတွေကိုဖယ်လိုက်ပြီးအတွင်းကအဖြူရောင်အပိုင်းကိုပဲအသုံးပြုကြပါရစေ။ပြီးတော့အဲ့ဒီအဖြူရောင်အခွန်တွေကိုပါပါလေးတွေလိထားလိုက်ပြီးတော့ရေနဲ့တေးသေးချာချာစေးကြပါရစေ။ ဒါလိုတန့်စင်ပြီးတော့မှစားနဲ့ရောပြီးတော့ချက်ပြုံလိုက်တဲ့အခါမှာစားလို့အရန်ကောင်းတဲ့ဟင်းလျာတစ်မျိုးရရှိလာခဲ့တာဖြစ်ပါတယ်။စားကြည့်ဘူးတဲ့သူတွေရဲ့ပြောပြချက်တွေအားဆိုရင်တော့ဒီဟင်းကအရန်ကိုအယတာရှင်နေပြီးလူတွေရဲ့ကျမ်းမာရေးအတွက်လည်းကောင်းကျိုးပြုတယ်လို့ဆိုပါရယ်။နောက်ပြီးတော့ဒီဖရဲသီးရဲ့အခွန်ဟင်းတွေကိုစားမယ်ဆိုရင်နှစ်တရာအသက်ရှည်ပြီးဖျားနာမှုမရှိဘူးလို့တောင်မှယုံကြည်ကြပါသေးတယ်။ ဒီတော့နောက်တစ်ကြိမ်ဖရဲသေးစားပြီးပြီဆိုရင်အခွန်တွေကိုလှုပ်ပြစ်ခင်တစ်ခေါက်လောက်ပြန်စမ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဒီလိုမျိုးဆုံးဖြတ်ပစ္စည်းတွေကိုအတုံးဝင်အောင်လုပ်တာမျိုးတွေတခြားဘယ်နိုင်ငံတွေမှာရောက်တွေ့ဘူးသလဲဆိုတာကျွန်တော်တို့ကိုပြောပြပေးသွားခဲ့ပါအောင်နော်။